လက်လုံမိုင်းတွေကိုအလွဲတကူရနိုင်တဲ့နေစင်သုံးပစ္စည်းတွေနဲ့သုံးပြီးလှုပ်ထားတတ်ကြပါတယ်။လက်လုံမိုင်းတွေကအဝေးထိန်းစနစ်နဲ့ဖြစ်စေအချိန်အတိကျနဲ့အလိုလျောက်ပောက်ကွဲအောင်ချိန်ကိုက်ထားလို့ဖြစ်စေထိမိကံမိလို့ဖြစ်စေပောက်ကွဲနိုင်ပါတယ်။ဒါကြောင့်ကိုယ့်လက်ထဲကလွတ်ကျသွားတဲ့ပစ္စည်းမှမဟုတ်ရင်လမ်းမှာတွေ့တာတွေကို ထိတာ၊ကင်တာ၊ယူတာတို့မလုပ်ပါနဲ့။ပြီးတော့လည်းမတင်ကားစရာပစ္စည်းတွေ့လို့ပဲဖြစ်ဖြစ်ပောက်ကွဲမှုတစ်ခုနဲ့ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ် အနာကိုသွားမကြည့်တင်ပါဘူး။သွားအောင်ကြည့်နေတဲ့သူတွေကိုလည်းဒါကအန်ဒီရဲ့ရှိလို့ခက်ဝေးဝေးနေကြဖို့သတိပေးပေးပါ။အခုလိုသတိထားစရာသတင်းစကားတွေကိုဂျာမောင်းလိုပဲလက်ဆင့်ကမ်းသတိပေးနေတဲ့ချစ်ခင်ရတဲ့သူတွေကို မိုင်းအန်ဒီရဲ့ကနေကောက်ွက်ပေးကြရအောင်ပါနော်။